သမီးမင်္ဂလာပါဒီနေ့မှာတော့ Netflix ရဲ့နာမည်ကြီး series ဖြစ်တဲ့ Squid Game Season 3ကို review လုပ်မှာဖြစ်ပါတယ်။29ရက်နေ့ထွက်တဲ့ Squid Game ရဲ့ final season အဆင်း season 1နဲ့ season 2တော့ပိုကောင်းလားဒါမှမဟုတ်ဒီ season ကကျွန်တော်တို့ရဲ့ဆောင်းဆိုင်ခဲ့တဲ့မျောလင်းချက်တွေကိုဖြည့်ဆည်းပေးနိုင်ခဲ့လားပြောရမယ်ဆိုရင်တော့ကျွန်တော်တကယ်ကောင်းတယ်ပြောရမှာပဲခံပြီးတခန်းအရန်ကောင်းတယ်ပြောရမှာပဲကျွန်တော်ကတော့ episode 6ခုလုံးကိုတရက်တည်းနဲ့ပြီးသွားတာပါ character တယောက်စီရဲ့ acting ကဆိုရင်လည်းတကယ်တကယ်အယမ်းမိုက်တယ်ပြောရမယ် season 3ကတော့ season 2ရဲ့အဆက်ကနေပဲပြန်စားတာပဲဖြစ်ပါတယ် season 2ရဲ့အဆုံးမှာ Gion ကသူ့ရဲ့အဖွဲ့တွေနဲ့ကစားပွဲနောက်ကအချမ်းဖက်တွေကိုခြေမုံးဖို့ revolution တစ်ခုကိုလုပ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ agency ကတော့မအောင်မြင်ခဲ့ပါဘူးဇလန်ကတော့အဲ့အနေနဲ့စားတာပါဂိမ်းမေဒရောင်ကိုဆောင်ရမယ်။ဂီယွန်ကတော့မျောလင်းချက်တွေအားလုံးပျောက်သွားပြီး သူ့တငယ်ချင်းဂျုံဘီကိုဆုံးရှုံးလိုက်ရတော့တကယ်ပဲစိတ်တက်ကြသွားခဲ့ပါတယ်။ဒါမှမဟုတ်အဲ့ဒီကစားသမားတည်သွားတာကိုလည်းပျော်နေတဲ့သူတွေရှိတယ်။သူတို့ဘက်ကလူနေသွားပြီးပတ်စံပူရမှာကိုပူပျော်နေကြပါတယ်။ဂီယွန်ကတော့စိတ်တက်ကြပြီးဆက်ကစားဖို့လည်းမလုပ်တော့ပါဘူး။သူလှုပ်ဖို့ကြိုးစားခဲ့တဲ့အစီအစဉ်ကြီးကတကယ်တမ်းမှာတော့ပျက်စီးမှုတည်ဆုံးမှုတွေနဲ့အဆုံးသတ်သွားတယ်။ဒီစီးစမှာသူတို့ဘလိုလမ်းနဲ့အဆုံးသတ်မှာလဲဘသူကနိုင်မှာလဲ နောက်ထပ်ဒီစိတ်ညစ်စရာတွေစိတ်ထိခိုက်စရာတွေကတကယ်ဆက်မလာဆိုတော့ဒရိုက်တာဟောင်းဒုံယူကစိတ်ဝင်စားစရာကောင်းအောင်တကယ် perfect ending နဲ့လုပ်ထားတယ်ပြောရအောင်ပဲဒီနောက်ပြဆုံးပါမယ်ဘာရည်တဲ့အောင်အရည်တဲ့ယောက်မင်းချုပ်နာမ있어서ဒီစတိုရီအနေနဲ့ front man ရဲ့ idea ဒီ season 3ကိုချီချူရမယ်အချက်အရကြီးကွေးစရာကောင်းတဲ့အခန်းတွေတခန်းပြီးတခန်းတကယ်အရှင်မြင်ပြီးပေးနိုင်ခဲ့တာပဲ စီဇန်2မှာတော့နည်းနည်းကြည်ခွဲစရာကောင်းတဲ့အခန်းတွေပါပြီးမြဲဒီတစ်ခါတော့အရန်ပိုဆိုးသွားပါတယ်ထရိုက်တာကိုတော့တကယ်ပဲချီးကျူးရအောင်ပဲအခုစီဇန်3မှာတော့ဂိမ်းရီမြားလာတာတော့မဟုတ်ပါဘူးအပီဆိုဒ2ထဲမှာပဲကြည်ခွဲစရာကောင်းတဲ့အခန်းတွေကတခန်းပြီးတခန်းဇက်တိုက်ပေးလိုက်တာပဲအပြန်အလှန်တတ်ဖို့ကြိုးစားနေတာတစ်ဖက်ကလည်းအသက်ရှင်ဖို့ကြိုးစားနေတာတွေကို တကယ်ပဲရင်တထိတ်ထိတ်နဲ့ကြည်ရတာနောက်ဆုံးစီဇန်ဖြစ်တဲ့အရွယ်ကြောင့်လားမသိဘူးထိတ်လန့်စရာတွေရက်ဆက်စရာတွေစိတ်ညစ်စရာတွေကတစ်ခုပြီးတစ်ခုထည့်တာပြီးတာ456번그분이부르셔စီဇန်2တုန်းကကျွန်တော်တို့အရင်ကြိုက်ခဲ့တဲ့ဇက်ကောင်တွေကတယောက်ပြီးတယောက်တည်သွားတာကိုတကယ်ရင်ထဲထိပါတယ်ဒါကတော့ဇက်ညွန်ရေးတဲ့သူရဲ့ရွေချက်ကတော်တော်လေးအောင်မြင်တယ်ပြောရမှာပဲတကယ်ပဲဂိမ်းတဲ့ဇက်ကောင်တွေကို ကျွန်တော်တို့ကစိတ်ပူမိတယ်တည်သွားတဲ့အချင်းကိုဝမ်းနဲ့မိတယ်ပြီးကြရင် VR ဗီဒီယိုကိုအရန်မုန်းမိတယ် VR ဗီဒီယိုရဲ့လမ်းတိုက်တဲ့စကလုံးတွေဆိုလည်းအရန်မုန်းစရာကောင်းအောင်ဖြစ်လာတယ်ဒရိုက်တာရဲ့တကယ်လက်ဆွဲပြလိုက်တာပဲသူကြီးကတော့ဒီ season 3မှာကလေးမွေးတယ်ဒါကတော့ spoiler ပေးရတော့မဟုတ်ပါဘူးပြကြရင်အဲ့ကလေးကို gain တဲ့မှာဇက်ကောင်တစ်ခုလိုပြိုင်ပွဲတစ်ခုလိုပြတတ်နေတဲ့အခန်းကြီးကတကယ်ပဲစိတ်ထိတ်ကြဲစရာအရန်ကောင်းပါတယ်ရွံ့တက်ကကြပါစား 不用讲，你太不认真了。出去给说，出去给，嗯。လီယာ149ကိုပြောရမယ်ဆိုရင်လည်းကျွန်တော်စီဇန်2တုံးကလေးကအရင်ကြိုက်ခဲ့တဲ့ဇာတ်ကောင်တစ်ခုပဲလီယာ149တော့ဒီဂိမ်းထဲမှာအသက်အကြီးဆုံးဖြစ်တယ်။သူကတော့မိခင်တယောက်လို့သူသားတယောက်ကိုပဲမဟုတ်ပဲအားလုံးအတွက်မိခင်တယောက်လို့ပဲဖြစ်ခဲ့တယ်။ကျွန်တော်ကတော့စီဇန်2တုံးကလေးကကြိုက်ခဲ့တာဖြစ်ပါတယ်အဲကာရိုက်တာကို ပြီးရရင် season 3မှာလည်းအဲ့လိုမျိုးထပ်မံတွေ့ရှိရပါတယ်သူကမိခင်တယောက်လိုကလေးကိုကာကွယ်ပြီးတဲ့မိခင်စိတ်နဲ့နောက်ဆုံးမှာကလေးရဲ့ရှိစမဘာတွေဖြစ်လာမလဲဆိုတာကိုလည်းကြည့်ရပါပါကျွန်တော်ရဲ့အချိုက်ဆုံးဇက်ကောင်တွေကဘလို့တည်သွားကြလဲဆိုတော့ကျွန်တော်အခုဒီခေါင်းထဲမှာရှိတုံးပဲစီဇန်3မှာတော့ game တွေကတော့အကောင်းဆုံးတော့မဟုတ်ပါဘူးဇက်ကောင်တွေရဲ့ခက်ခဲနေတဲ့အချိန်စိတ်ခံစားတွေပြင်းထန်လာပြီးပြီးဆုံးမဲ့အစီအပိုင်းကတကယ်ပဲစီဇန်3မှာတွေ့မြင်ရမှာပါ season 3နဲ့ season 1ရဲ့နောက်ဆုံးပိုင်းကတော့တော်တော်တူတယ်ပြောရမယ်။ဇလန်တူတာပြောတာတော့မဟုတ်ပါဘူး။လူရည်ရအချို့ကတူတာတွေရှိတယ်။ပြီးကြရင် Froman ရဲ့နောက်ခံစက်ကြောင်ကိုလည်းနောက်ဆုံးနောက်ပိုင်းမှာတွေ့မြင်နိုင်ပါတယ်။သူကတော့ဘယ်သူလဲဆိုတာကိုသိလာတဲ့အခါမှာတော့ဇလန်ရဲ့အတ္တရဲ့အကြောင်းအနှံ့ငယ်ပေါ်လာပြီးဇလန်ကိုတဆင့်မြင့်သွားပြီးပါတယ်။အဆုံးသတ်ရတော့ happy ending တော့မဟုတ်ပါဘူး။ဒါပေမဲ့ perfect ဖြစ်တဲ့ပြောရမယ်။နောက်အနေနဲ့ဒီအဆုံးသတ် ကောင်းတဲ့အဆုံးသက်တစ်ခုလို့ခံစားရတယ်။ negative point အနေနဲ့ကတော့ဇလန်ကိုကျိုးဟပြင်းပဲပြနေတာနန်းနဲ့စိတ်ဝင်စားမှုနည်းစေတယ်။ Juno character ကိုတော့ကောင်းကောင်းမသုံးဘူးလို့ပြောရမှာပဲ။ဘာဖြစ်လို့လဲမသိဘူး။သူကသူ့ရဲ့ character ကို season 1အနေနောက်ဆုံး season ဒီကျိုးမဲ့လိုက်ချနေတာ။ပြီးကြရင်တွေ့လည်းမတွေ့ဘူး။ episode 3နဲ့4ကတော့နည်းနည်းရှည်သူလို့ခံစားရမှာ။ ။ဒါပေမဲ့နောက်ဆုံး episode 6ရောက်တဲ့အချိန်မှာတော့ဒီအားလုံးရှည်ရဲဆိုတာတွေ negative point တွေအားလုံးမေ့သွားမှာ။တိရတာတန်တယ်လို့ပြောရမှာပဲ။ဇလန်းကိုအပိသက်အဆုံးသက်ပေးတာတကယ်ပဲအရန်ကိုအရန်ကိုကောင်းပါတယ်။ Squid Game ကတော့လူတဘောအချောင်းကိုပြသရမှာအကောင်းဆုံးပါပဲ။တူဂျင်းစီရဲ့စိတ်အတွင်းဘက်ကိုချဲ့ပြတာလည်းတကယ်ကိုကောင်းပါတယ်။တော့အနေအရတော့တစ်ဆင်းမှာ ကိုးပေးပါတယ်ဒီ season တော့မင်းတို့အနေနဲ့ရောဒီအဆုံးသက်ကိုကြိုက်လိုက် comment မှာရေးပေးပါကတ်တကဝီလတကဟာနာကေတကဆွီတနုန်ကိုရှိ